ဒီလိုဓာတ်ပုံကနေပြီးတော့ဒီလိုစကားပြောတဲ့ဗီဒီယိုလုံနည်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ကိုကျော်မင်းနိုင်ကချောလိုက်တာချစ်နေမိပြီ။ kiss ပေးပါဆို အချိုးတွေအရန်ပြောင်းနေနော်။အဲ့လိုမျိုး AI ရဲ့အတန်ပေါ်ပဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အတန်နဲ့လေဒီလိုဗီဒီယိုလုံးလို့ရပါတယ်။ညီမလေးမြေတာတုတ်ရလားဆိုတော့ရတဲ့အကူတွေရွတ်ပြမလားတဲ့။ရွတ်မပြနဲ့တော့ညီမလေးတို့အကူကညီမရဲ့မြေတာတွေကိုအတုတ်လိုက်ရော။ တလုံးတစ်ခဲတည်းရောမရခဲ့တဲ့ကောင်မလို့အဲ့ဒါလေးညီမလေးတီအောင်လာပြောပြတာဟုတ်တဲ့တိုင်းပဲတမနေ့တွင်တင်ပေးတော့မှာမို့လို့ကျွန်တော်ပြောရတဲ့အချိန်ချင်းကြီးနေလိုက်လို့တော့မယ်ဆိုရင်အားလုံးပဲလုံးတက်တော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဖုန်းထဲမှာရှိတဲ့ browser တစ်ခုခုလေးကိုဝင်လိုက်ပါ browser လေးကိုရောက်ပြီဆိုရင်တော့ VOZO AI ဆိုပြီးတော့ရိုက်လိုက်ပါ VOZO AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါအဲ့ဒါဆိုရင်ဒီမှာတွေ့ရတဲ့ www.vozo.ai ဆိုတဲ့အထည်ကိုထပ်ပြီးတော့ဝင်ပေးလိုက်ပါ ဒီနေ့အောင်ရောက်ပြီဆိုရင်တော့ science ဆိုတာကိုတစ်ချက်နေလိုက်ပါသုံးစံတိုင်းမှာ science weight google ဆိုတာကိုရွေးပြီးလိုက်ပါဒီနေ့အောင်ရောက်ပြီဆိုရင်တော့ကိုယ့်ရဲ့ google account တခုကိုရွေးပြီး login ဝင်ပြရမှာဖြစ်ပါတယ် continue ဆိုတာကိုထပ်ပြီးတော့နှိပ်လိုက်ပါဒါဆိုရင်တော့ account ဖွင့်တာပြီးသွားပြီဖြစ်ပါတယ် account စဖွင့်တဲ့လူတွေအတွက် point 30ရပါတယ် video တစ်ပုဒ်လုံးရင်9 point ကုန်ပါတယ်ဆိုတော့ video ဖန်တီးဖို့ရအတွက် create ဆိုတာကိုထပ်ပြီးတော့နှိပ်လိုက်ပါ ဒီနေရာမှာတော့ step wave photo ဆိုတာကိုရွေးပြလိုက်ပါပြီးရင် drop your photo here ဆိုတဲ့အပောင်းလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကိုလှုပ်ချင်တဲ့ဓာတ်ပုံကိုရွေးပြီးတော့ထည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ Ronaldo ပုံလေးနဲ့နမူနာလုပ်ပြပေးလိုက်ပါတယ် AI အသံနဲ့ပဲစကားပြောချင်တဲ့လူတွေကတော့ဒီနေရာမှာ secret ဆိုတဲ့ထဲမှာကိုပြောချင်တဲ့စကားကိုရေးပြီးပြောခိုင်းလိုက်ရုံပါပဲ။ကိုပိုင်တန်းနဲ့လုပ်ချင်နေဆိုရင်တော့ upload audio ဆိုတာကိုတစ်ချက်နှိပ်ပြီးရင် drop to upload audio ဆိုတာကိုထပ်နှိပ်လိုက်ပါ။ပြီးရင် file name ကိုတွားပြီးတော့ကိုပြောချင်တဲ့စကားတန်တွေတွင်းထားတဲ့ audio file လေးကိုရှာပြီးတော့ upload တင်ပေးလိုက်ပါ။ ကျွန်တော်ကတော့ခုနကအတန်ဖိုင်လေးကို upload တင်ပေးလိုက်ပါတယ်ဒီနေရာမှာအတန်ဖိုင်လေး upload တင်နေတာခဏလေးစောင့်ပေးလိုက်ပါဒီ upload တင်0%နဲ့ပြီးတော့တရားရခိုင်နှုန်းဖြစ်သွားပြီဆိုရင်တော့ရပါပြီအောက်လေးကိုနည်းနည်းလေးဆွဲလိုက်ပါ generate ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဗီဒီယိုစပြီးတော့ဖန်တီးနေပြီပဲဖြစ်ပါတယ်ဒီနေရာမှာတစ်ခါတလေ9မိနစ်ကနေ10မိနစ်ဝန်းကျင်လောက်ကြာတတ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့လောက်ကပြီးတော့ပါပြီဒီထက်ကနေထွက်ပြီးတော့ တစ်တော့ပဲတုံးနေလို့ရပါတယ်ပြီးမှပြန်ဝင်ကြည့်လိုက်ပါပြန်ဝင်ကြည့်လို့ဒါမျိုးလေးပြီးနေပြီဆိုရင်တော့ download ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကိုဖုန်းထဲကိုတင်လိုက်ရုံပဲဖြစ်ပါတယ်နောက်ဆုံး reset ကတော့ဒီမှာပါညီမလေးမြေတာတုတ်ရလားဆိုတော့ရတယ်အကူရရွတ်ပြမလားတဲ့ရွတ်မပြနေတော့ညီမလေးတို့အကူကညီမရဲ့မြေတာလေးကိုအတုတ်လိုက်ရောတလုံးတစ်ခဲရောမရခဲ့တဲ့ကောင်မလို့အဲ့ဒါလေးညီမလေးတီးအောင်လာပြောပြတာ I'm sorry but don't wanna talk